တရုတ်ဆောင်မင်းသားပြည်ငင်းရဲ့ဖခင်ဝါရင်တရုတ်ဆောင်ဒါရိုက်တာကပြဆရာဦးမမောင်မြင့်ဒီကနေ့မနေ့လူကြီးယောဂာနဲ့ကွဲလွန်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်မင်းသားပြည်ငင်းရဲ့ဖခင်ဖြစ်တဲ့ဝါရင်တရုတ်ဆောင်ကြီးဒါရိုက်တာဦးမမောင်မြင့်အသက်63နှစ်ဟာဒီကနေ့မေလ9ရက်နေ့နနက်10:15မိနစ်ကလူကြီးယောဂာနဲ့ကွဲလွန်သွားခဲ့တယ်လို့သိရပါတယ်ဥမမောင်မြင့်ကတော့အခုမနက်ပိုင်း10:15မိနစ်ကဆုံးသွားတာပါတကယ်လဲစိတ်မကောင်းဖြစ်ရပါတယ် ကျွန်တော်တို့ရုပ်ရှင်အစည်းအရုံးကပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းတခါသွားကြည့်ခဲ့ကြပါတယ်။အဲ့ဒီချိန်တုန်းကတော်တော်လေးသက်သာပြီးစကားတွေပြောနေသေးတယ်။အခုလေကိုလောကသားတွေဆုံရှုံသွားတဲ့အတွက်ဝမ်းနဲ့ရပါတယ်ဟုဆိုကောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌဦးအေးကျူလေးကလူမှုကွန်ရက်စာမျက်နှာမှာပြောပြထားတာဖြစ်ပါတယ်။သူ့ကိုပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်အွန်လိုင်းပေါ်မှာဆရာကိုအန်ထုပြီးတော့ရင်ဆိုင်ဖြတ်ကျော်နေတာကိုတွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။ အသက်63နှစ်အရွယ်ရှိနေပြီဖြစ်တဲ့တရုတ်ဆောင်ဦးမောင်မောင်မြင့်ကလူကြီးယောဂါကြောင့်သူချင်းရတဲ့မိသားစုနဲ့အနုပညာလောကကြီးကိုစွန့်ခွာသွားတာလည်းဖြစ်ပါတယ်။အသက်63နှစ်အရွယ်ရှိနေပြီဖြစ်တဲ့တရုတ်ဆောင်ဦးမောင်မောင်မြင့်ကတော့အသက်ရွယ်ကြီးရင်လာတာနဲ့အမျှလူကြီးယောဂါကိုခံစားနေကြရတာလည်းဖြစ်ပါတယ်။မိသားစုဝင်တွေကလည်းချစ်ခင်စွာနဲ့အနီးကပ်ပြည့်စုံဆောင်ရှောက်ပြီးလူအပ်တာမှန်သမျှကိုဖြည့်ဆည်းဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဥမမောင်မြဲဟာတရုတ်ဆောင်ပိုင်းဒါရိုက်တာပိုင်းတွေအပြင်ကဗျာဆရာတယောက်အနေနဲ့လည်းပြည်သက်တွေသိရှိထားခဲ့ကြသလိုနိုင်ငံကျော်တရုတ်ဆောင်မင်းသားပြည်ငင်းရဲ့ဖခင်ဖြစ်သူလည်းဖြစ်ပါတယ်။အမှုပညာကိုချင်းမြတ်လို့ပြီးဘဝတစ်လျှောက်လုံးမှာလည်းအမှုပညာလုပ်တွင်နေတာရက်တည်ခဲ့တဲ့တရုတ်ဆောင်ဥမမောင်မြဲတယောက်ကောင်းရမွန်ရာဘဝကိုရောက်ရှိပါစေ။နောက်ဘဝဆက်တိုင်းမှာလည်းအမှုပညာနဲ့သာတန်မွေးဝမ်းကြောင်းပြုနိုင်တဲ့သူဖြစ်ပါစေလို့ဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။